ခုပြောပြချင်တဲ့အကြောင်းအရာကတော့ဒီသတင်းလေးပေါ့နော်အဓိကကတော့ Rory McIlroy နဲ့ media တွေရဲ့ကြားထဲမှာပြဿနာလေးဖြစ်နေတာပေါ့ဘာကြောင့်ဖြစ်တာလဲဆိုတော့ကြာပြီးခဲ့တဲ့လရိုက်ခဲ့တဲ့ PGA PGA Championship ပြိုင်ပွဲမှာ Rory McIlroy ရဲ့ driver က non conforming ဖြစ်လို့ဆိုပြီးတော့ media တွေကအဲ့ဒါကိုအပြင်းကိုထုတ်ပြလိုက်တာပေါ့နော်အဲ့မှာ Rory McIlroy ကဒေါသထွက်သွားတာပေါ့ဘာလို့ဒေါသထွက်လဲဆိုတော့ဒီကိစ္စက confidential ဖြစ်တယ်ပေါ့နော်အပြင်းကိုထည့်ပြောစရာလည်းမဟုတ်ဘူးဘာမှဟုတ်တဲ့ကိစ္စလည်းမဟုတ်တဲ့ကိစ္စအောင်သူ့ကိုဘာလို့သိက္ခာချရတာလဲဆိုပြီးတော့ အဲအဲ့လိုမျိုးပြန်ပြီးတော့တုံ့ပြန်တာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဆိုလိုချင်တာကျွန်တော်ပြောချင်တာက conforming non conforming ပေါ့ conforming non conforming ဆိုတော့ဘယ်ကသတ်မှတ်တာလဲဆိုရင် USG ကနေသတ်မှတ်တယ် USG ကနေပြမှာအဓိကဘာကိုကြည့်ရလဲဆိုရင်ဒီကောက်တုတ်တစ်ခုရဲ့ spring effect ပေါ့နော် spring effect ပေါ့ဒီ spring effect ကိုသူတို့ကတိုင်းကြည့်ရပေါ့တိုင်းတဲ့အခါမှာဘာနဲ့တိုင်းလဲဆိုတော့ characteristic time ဆိုရယ်ညွန်ကိန်းတစ်ခုနဲ့တိုင်းတယ် characteristic time ဆိုပါလဲဆိုတော့ကောက်တုတ်ရဲ့မျက်နှာပြင်နဲ့ကောက်တီးနဲ့လာထိတဲ့ချိန်ကျရင်ဘယ်လောက်ကြာကြာနေလဲဆိုတော့တိုင်းတာပေါ့ သူတို့ကဘလို့ test လုပ်လဲဆိုတော့ကြာဒီကောင်းတို့ရဲ့မျက်နှာပြင်ကိုတမ်မီဘောလုံးလေးနဲ့ရိုက်ကြည့်တယ်။ရိုက်ကြည့်တဲ့အချိန်ကျရင်အဲ့တမ်မီဘောလုံးနဲ့ကောင်းတို့နဲ့ဘလောက်ကြာကြာထိတွေ့လဲဆိုတော့သူတို့ကကြည့်ရပါတော့။အဲ့တော့သူတို့သတ်မှတ်ထားတာက254 microsecond ထဲကျော်ပြီးထိတွေ့လို့မရအောင် 150 microsecond နဲ့ကြော်ပြီးတော့ထိတွေ့သွားပြီဆိုရင်အဲ့ဘောလုံးဒီ spring effect ပါသွားပြီးအဲ့ count တို့ဒီ spring effect ပါသွားပြီဖြစ်တဲ့အတွက်ကြောင့်လို့သူက speed လည်းပိုကောင်းတယ် distance လည်းပိုရောက်တယ် flight လည်းပိုကောင်းတယ်ပေါ့နော်အဲ့တော့တခြားကစားသမားတွေထပ်ပိုပြီးတော့အားသာချက်ရှိတယ်ဆိုပြီးတော့သူကအဲ့တော့ count တို့ကိုလဲခိုင်းတာပေါ့နော်ဒါကတော့ conforming ဖြစ်တယ် non conforming ဖြစ်တယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ကျွန်တော်မမောင်းဆို Rory McIlroy ရိုက်နေတဲ့ဒုတ်က QI10 ပေါ့ QI10 ကိုသူရိုက်နေတာတော်တော်ကြာပြီ ဲ2024တဲ့ GUI တန်းကထွက်ထားတာပေါ့နော်ထွက်တဲ့ခါကျသူအဲ့တုတ်ကိုရိုက်နေတာတော်တော်ကြာပြီဆောက်နေကြတော့ကြည်ရကြာလာတဲ့ခါကျသူက wear off ဖြစ်လာမှုရတယ် wear off ဖြစ်လာတဲ့ခါကျဒီတုတ်ကသူက spring effect လေးပါနေတဲ့သဘောမှာရှိတာပေါ့နော်အဲ့ဒါကဖြစ်ဖြစ်ဖြစ်တတ်ရှိတဲ့ပြဿနာပဲ ဟိုကောက်ပွဲတွေမှာသူက USJ ရနေပြီမှာမြည်သူမြည်ဝါမဟုတ်ဘူးဗောနော် randomly ကိုလုံးကိုတုတ်တယ်ကိုသူကကြိတ်လိုက်ပြီးတော့ခါကျတော့သူကအဲ့ဒါစစ်စစ်ကြည့်အောင်စစ်ကြည့်လိုက်လို့မှအဲ့အဲစောနာပြောတဲ့ CT CT test ပေါ့ CT test လုပ်လိုက်တဲ့အချိန်ကျရင် CT test ကသူတို့လိုချင်တဲ့ပမာဏအထက်များနေပြီဆိုသူကအဲ့တုတ်ကိုပြန်လဲခိုင်းတာမဟုတ်ဒီလောက်ပါပဲဘာမှတော့အရေးတော့မကြီးဘူးနောက်တော့ Rory McIlroy ကပြောတာကြာခါကျအဲ့ပွဲမှာသူတယောက်တည်း non conforming ဖြစ်တာမဟုတ်ဘူး Scottie Scheffler လည်း non conforming ဖြစ်တယ် ဘာလို့ Scotty Scheffler နာမည်ကြောက်ထုတ်မပြောဘဲနဲ့သူ့နာမည်ထုတ်ပြောရလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့အဲ့ဒါ media နဲ့ Rory McIlroy နဲ့ကြားထဲမှာပြဿနာတက်နေ Rory McIlroy နဲ့ media တို့ဒါကတော့မတရားဘူးပေါ့နော်ဒီလိုပြန်ပြီးတော့တုံ့ပြန်တာပေါ့နော်အဲ့ဒီပြဿနာတွေဖြစ်တာပေါ့အဲ့ဒီဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီဟိုပေါ့ conforming and conforming ဆိုတော့တာမန်ကျွန်တော်တို့လိုအပြောတန်းသမားတွေတော်တော်ဘာမှတော့အရေးမကြီးဘူးပေါ့နော်တိုးပွဲတွေမှာဆိုရင်တော့ဒါတွေကအရေးကြီးတဲ့အထက်မှာပါတာပေါ့များသောအားဖြင့်ကျွန်တော်တို့လူကြိုက်များတဲ့ home မတို့ဆယ်စီတို့ဆိုရင်များသောအားဖြင့် non conforming တွေများပါတယ် အဲဒါမဲ့ကျွန်တော်တို့အပြော်ရန်လောကမှာတော့အရန်ကြိုက်လို့ကောင်းတဲ့တုတ်တွေပါကျွန်တော်ကိုယ်တိုင်လည်းဟွန်မားပဲရိုက်တာပေါ့နော်အော်ဒါမဲ့ကျွန်တော်ဘူးတုဒအနေနဲ့ပြောပြတာပေါ့နော်ဒါတိုးပွဲတွေမှာဆိုရင်တော့ဒီ conforming non conforming ဆိုတာရှိတယ်ဆိုတာလေးကိုကျွန်တော်ကပြောပြချင်တာပါ